โอเคကဲဒီတော့ဒီတစ်ခါတော့ကျွန်တော်တို့အားလုံးစောင့်နေတဲ့နောက်လို event ကကျွန်တော်တို့မကြခင် original စာပါကိုရောက်လာမှဖြစ်ပါတယ်ကျွန်တော်နောက်လနှစ်ရနေလို့ကြားတယ်ဗျာနော်အဲဆိုကျွန်တော်တို့အဲလောလောဆယ်ကျွန်တော်ဒီနောက်လို event ကနေပြီးနောက်လို skin တစ်ခုကိုကျွန်တော်မြန်မာငွေတောင်းကနန်းလောက်နဲ့ကျွန်တော် diamond အနည်းဆုံးရွှေထားပြီးတော့ကျွန်တော်တို့ဘလို့ဂုံးစင်းလို့ရမယ်ဆိုတော့ကျွန်တော်တစ်ချက်ဇာရင်းနဲ့ရှင်းပြပြမှာဖြစ်ပါတယ်ပြောပြီအဲ skin အများကြီးတော့များပါတော့ skin တစ်ခုအနည်းဆုံးဂုံးစင်းလို့ရမှာဖြစ်ပါတယ်ခဲအဲဆိုကျွန်တော်တို့ event လေးကိုတစ်ချက်တူတူကြည့်အောင်ဗျာ ဲ့ဒီမှာကျွန်တော်တခုပြောချင်တာကကျွန်တော်အခုပြပေးမဲ့ဇေယားကကျွန်တော် event လာမှလုံးလို့မရဘူး event နောက်လာမှနောက်လာနှစ်ရက်နေမှလာမှဆိုပေမဲ့လို့ကျွန်တော်အခုကလေးကကျိုးပြီးတော့လော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုကလေးကစပြီးတော့ diamond တွေစုရမယ် weekly bet တွေဝေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်လို event ကိုစောင့်နေလို့ရဒီချင်းကစပြီးတော့လုံးလို့ရပါပြီအဲစပြီးတော့စုလို့ရပြီပေါ့ကဲကျွန်တော်ဒီမှာ event ကိုတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်ကဒီမှာကတော့ skin တွေကတော့ rose တော့ဒီမှာအဲ၄ခုပေါ့နော်၄ခုပါမယ် ကဲကျွန်တော်ဘေးရဲ့စကင်ရအားလုံးတည်ရတိုင်းပဲ free ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တန်တော့မှာကအပိုင်လက်ဆောင်တစ်ခုရဖို့အာမခံတယ်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်စကင်ရောရနိုင်လားတစ်ချက်ကြည့်အောင်နော်ကျွန်တော်ဒီမှာတန်တော့မှာအပိုင်လက်ဆောင်တစ်ခုရဖို့အာမခံတယ်စကင်လို့တော့မပြောဘူးအဲဆိုနာရူနဲ့ပတ်သက်တဲ့ item တစ်ခုကရဖို့ရမှာပဲနော်ကျွန်တော် record တို့ emote တို့တခြားဘာညာတရကားပေါ့ဒါတွေကရဖို့သိကြတယ်ဒါကြောင့်တစ်ချက်ကြည့်မယ် โอเคကျွန်စကင်လဲပေါင်နိုင်တယ်เนาะတန်းတော့မှာလဲစကင်ပေါင်နိုင်တယ်ကျွန်တော်ဒီမှာပထမဆုံး10ချိန်မြောက်အောင်မဲပေါက်ခြင်းဖြင့်အဲကျွန်တော်ဒီမှာစကင် birthday effect killing effect negative change effect ဒီကောင်းလေးကိုရုပ်ပြောင်းလေး emote တွေအဲဒီကောင်းလေးကိုရမှာပေါ့ကံကောင်းရင်ကျွန်တော်တို့စကင်တစ်ခုအပိုင်ရမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ကမျှော်လင့်လို့ရတယ်တန်းတော့တိုင်းမှာကျွန်တော်တို့ကစကင်တစ်ခုရနိုင်တယ်လို့သူကပြောတာပေါ့เนาะခင်ဗျာအဲ့တော့ကျွန်တော်တို့မစိုးဘူးဒီအားကြီးကကျွန်တော် event တိုင်းမှာဒါမျိုးလေးပါကောင်းတယ်ပေါ့เนาะကျွန်တော် newbie event မှာဆိုရင်တန်းတော့မှာတင်ကျွန်တော်တို့ ငနီယိုဘီစကင်နေပေါက်သွားတဲ့လူတွေရှိမှာပါနော်အဲကျွန်တော်တို့မြန်မာလည်းပေါက်ကြတယ်ပြောတယ်ကြည့်ရတော့နောက်လို့အိမက်မှာလည်းတန်တော့မှာကျွန်တော်စကင်မပေါက်ဘူးလို့ပြောလို့မရဘူးနော်အဲဆိုကျွန်တော်တို့ဒါလေးကမစိုးဘူးပြောလို့ရပါတယ်ကြည့်ပြီဒါဆိုရင်ကျွန်တော်တို့ချက်ကြည့်မယ်ကျွန်တော်ဒီမှာကအဲသုံးဆန်တိုင်းမှာ event ကတော့ကျွန်တော်တို့1ဒေါ်တိုင်းမောင်း90ဒန်ဒေါ်တိုင်းမောင်း900ပေါ့ဒါကျွန်တော်တို့နေသွားပြီးပြောလို့ရရင်တော့ဒီထက်မကောက်ဘူးလို့ကျွန်တော်ပြောလို့ရနော်လောလောဆယ်ဒိုင်းမွန်4က5 900နဲ့တန်တော့လှည့်လို့ရမယ် ဝမ်းတော့က90ပေါ့နော်ဒေလီဒစ်ကောင့်လည်းဒါမှ25လုံးတန်တော့ပထမဆုံးချော်စီးနဲ့450နဲ့လှည့်လို့ရမယ်โอเคဒါလေးသိထားဖို့လိုတယ်ပင်ကျော်ဒီမှာကကျွန်တော်တို့ video gun face 1ကကျွန်တော်တို့ဒီမှာကဘယ်လိုပြထားလဲချက်ကြည့်မယ်နော်9လပိုင်း23ဒါရကျွန်တော်ပိုင်းတွက်လို့မြတ်တယ်เนาะကျွန်တော်ကြားသလောက်ကျွန်တော်ရဲ့နဲ့တွက်ပြီးမယ်เนาะကဲဟုတ်ပြီ ီမှာကဒါကျွန်တော်ဒေါ်လှိန်နဲ့ရမယ်ဖိတုကန်ကကျွန်တော်အချိန်20မှာတကက်ရမယ်အချိန်130မှာကျွန်တော်တို့10ကရမယ်။ဟုတ်ကဲ့ဒါလေးလက်သေးထားဖို့လိုတယ်။ဘာလို့ဇာတ်ရဲမှာဒါလေးပါမှာဆိုတော့နော်ဟုတ်ပြီ။ကဲဆိုရင် share ကျွန်တော်တို့အဲဇာတ်ရဲတို့တစ်ချက်တူသွားကြည့်လောက်ကဲဝီ ဒီဇာလေးကိုကျွန်တော်လိုချင်နေဆိုရင်တော့ကျွန်တော် Telegram Channel မှာကျွန်တော် link ချပေးထားမယ်အဲ့ဒီ link ကိုလည်းကျွန်တော်ဒီ video ရဲ့ description မှာချပေးမယ်နော် PDF file အနေနဲ့ကျွန်တော် download လုပ်လို့ရမှာဖြစ်ပါတယ်ကဲဒီလိုလေးရမှာပေါ့နော်ဓာတ်ပုံလေးနဲ့လိုချင်လဲကျွန်တော်ဓာတ်ပုံလေးနဲ့ Telegram Channel မှာတင်ပေးထားမယ်လွှတ်ထောင်းလို့ရပါတယ်ကဲပါကျွန်တော်တို့ဒီမီကျွန်တော်တို့မနေ့ကဇေယျကျွန်တော်မနေ့ကဆွဲတာဖြစ်တဲ့အတွက်ကျွန်တော်မနေ့ကဒိတ်နေပဲတွက်ပေးမယ်ဒါပေမဲ့ router တို့အနေနဲ့ကဒီနေ့14ရက်နေ့ဖြစ်နေရင်လည်း ကျွန်တော်တို့တရက်လောက်လျှော့ပြီးတော့အပူပိုးပြီးတော့လုပ်လိုက်ပါတော့အဲဒါဆိုကျွန်တော်အဆင်ပြေပါတယ်ဘာပဲပြောနည်းနည်းလေးပဲလွဲသွားမှာပါတော့အဲဒါဆိုကျွန်တော်ဒီနေ့ကစမယ်ပေါ့ဗျာထားပါတော့ကဲမနေ့ကပဲစရထားဒါပေမဲ့ကျွန်တော်ဒီနေ့ကလည်းစရလဲတူတူပဲเนาะကျွန်တော်မနေ့ကဒိန်းနဲ့ကျွန်တော်ဆွဲထားဖြစ်တဲ့အတွက်မနေ့ကဒိန်းနဲ့ပဲပြောပေးမယ်ကဲဟုတ်ပြီ weekly bet သုံးရမှာပေါ့ထုံးစံနဲ့ပဲ weekly bet ပဲသုံးမယ်ဘာလို့လဲဆိုကျွန်တော်တို့ weekly bet ကလောလောဆယ်ကျွန်တော်တို့ weekly bet တစ်ခုကိုကျွန်တော်တို့6000နဲ့ရရနေရရှိတယ်6500နဲ့ရရနေရလည်းရှိတယ်တနည်းနည်းတော့မတူအဲ့တော့6000နဲ့ ဘဲအတွက်တွေ့ငါးရပဲကွာတိတ်တော့မကွာလာပါဘူးเนาะအဲ့တော့ကျွန်တော်အဆင်ပြေနေရဝယ်ပါခင်ဗျာဆိုကျွန်တော်တို့မနေ့ကဒိတ်နေပဲတွေ့မယ်เนาะအဲ့တော့73ရက်နေ့ကစမယ်ပေါ့เนาะ73ရက်နေ့ကစပြီးတော့73နေ့မှာအခု14ရက်ဖြစ်တယ်ဆိုတော့လည်း14ရက်နေ့ပေါ့14ရက်နေ့ကစမယ်ပေါ့เนาะကျွန်တော် weekly bet သုံးခုစပြီးထည့်မယ်เนาะအဲကျွန်တော်ဒီထက်ကဒိတ်နေမယ်လို့ပြောပြမယ်เนาะကျွန်တော်ရှုပ်သွားမှာဆိုလို့ကျွန်တော် AB 73ရက်နေ့မှာကျွန်တော် weekly bet သုံးခုထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးဆိုရင်ကျွန်တော်တို့ကအဲ့မှာကျွန်တော်ဒီမှာအဲဒိုင်မွန်သုံးရမယ်ဒိုင်မွန်ပါမယ်ကျွန်တော်လက်ကျန်ဒိုင်မွန်ပါမယ်စုစုပေါင်းလူတွေတော့ပါမယ်နော်လက်ရက်ဆွဲလည်းပါမယ်ပေါ့နော်ဒါဆိုရင် weekly pack သုံးခုထည့်တာကျွန်တော်ဒီမှာလက်ကျန်ဒိုင်မွန်ဘာလို့660ဖြစ်နေရလဲဆိုရင်ကျွန်တော်ကအဲတစ်ခါလဲပေါင်းမိထားတာနော် AB 73နဲ့မီလာ2ရက်နေ့ဂျာမာကျွန်တော်တို့က weekly pack သုံးခုထည့်ထားတာနေ့တိုင်းဒိုင်မွန်20 20ရရရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကပေါင်းပြီးရတာဖြစ်တဲ့အတွက် AB 73ရဲ့နေမှာ weekly pack သုံးခုထည့်တာ အမှန်ဆိုရင်660မဟုတ်ဘူးနော်ချစ်တို့240ကျော်လောက်ပဲအဲ240လောက်ပဲရမှာအဲ့တော့ကျွန်တော်က660ပေါင်းပေးထားတယ်ဘာလို့လဲဆိုရင် AB 73နဲ့မေလာနှစ်ရက်နေကြမှာရမယ်ဒိုင်းမွန်20 20လေးကပေါင်းလိုက်လို့ရှင်အားလုံးစုစုပေါင်းတော့ဒိုင်းမွန်660ရှိမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်အားလုံးပေါင်းပြီးတော့ရေးပေးထားဖြစ်ပါတယ်နော်ဝီရူရ3ခုထည့်လို့ဒိုင်းမွန်660ရတာမဟုတ်ပါဘူးကြည့်အားလုံးကျွန်တော်တို့စတုံးနဲ့စပြီးထည့်လိုက်တဲ့ဟာကျွန်တော်မေလာနှစ်ရက်နေတစီဆိုရင်ကျွန်တော်တို့ကဒိုင်းမွန်660ရပြီအဲ့ဒီတော့နှစ်ရက်နေမေလာနှစ်ရက်နေရောက်ပြီဆိုတော့နောက်တော့ weekly bet တစ်ခုထပ်ထည့်မယ် ဒါအဲ့အဲ့ဒီထားထဲတဲ့ weekly bug ကဟာနဲ့ကျွန်တော်အရင်၃ခုကထည့်ရတာရဲ့ဂျားရမ်းမှာရတဲ့ diamond တွေအားလုံးတိုးတက်စုစုပေါင်းဆိုရင် diamond 990ရာရီဖြစ်ပါတယ်။ဒါကကျွန်တော်တွက်ထားတာလို့ပေါ့နော်။ဇာတ်ရိုက်တော်တရားကြည့်ဖို့တော့လိုတယ်။ခဲ့ရတယ်ကျွန်တော်တို့ AB 73ကနေမေလ2ရက်နေ့နှစ်ခုကြားမှာအဲ့အဲ့ရက်တွေကြားမှာကျွန်တော် weekly bug ၄ခုစုစုပေါင်းအားလုံး၄ခုထည့်မယ်။ diamond တိုးတက်990ရာရီဖြစ်ပါတယ်။ခဲ့ရတယ်ကျွန်တော်တို့ မေလနေ့နေ့မှာကျွန်တော် event လာပြီအဲ့ဒီမှာစပြီးဝီလီဘတ်တစ်ခုစထည့်ပြီးတော့မှကျွန်တော်တိုင်းမွန်980အားလုံးတူတွဲရာကြီးဖြစ်ပါတယ်။ဒါဆိုကျွန်တော်မေလ2ရက်3ရက်4ရက်5ရက်6ရက်9ရက်10ရက်နေ့ထိကိုကျွန်တော်တို့က daily discount တိုင်းမွန်95လုံးနဲ့လှည့်သွားလိုက်မယ်။အဲ့ဒီမှာကျွန်တော်တို့မေလ10ရက်နေ့ထိဆိုရင်ကျွန်တော်တို့ကအဲလက်ကျန်တိုင်းမွန်က915လုံးကျန်မှာဖြစ်ပါတယ်။တူတွဲတော့ကကျွန်တော်တို့9ကြိမ်ရာကြီးဖြစ်ပါတယ်။ ဲအဲ့ဒါမေလ9ရက်နေ့ရောက်ပြီကဲမေလ9ရက်နေ့ရောက်လို့ချင်းကျွန်တော်တို့ကဖီတိုကန်ဖေးစ်1လာရည်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဖီတိုကန်ကျွန်တော်ကမနှစ်ခုရမယ်ဆိုအားလုံးစုစုပေါင်း29ခုထိရမှာဖြစ်ပါတယ်ကဲအဲ့ဒါကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော် weekly ပဲကျွန်တော်9ရက်နေ့မှာ weekly ပဲ3ခုထပ်ထည့်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့လက်ကျန် diamond ကကျွန်တော်985ထိရသွားပြီဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာကျွန်တော်က3ရမယ် diamond လည်းပါတယ်ပင်းကျွန်တော်နေ့တိုင်းရမယ် diamond 20 20ပါထပ်ပြီးပေါင်းပြီးတော့တာဖြစ်ပါတယ်ဗျာ ကြည့်အဲ့ဒါကျွန်တော်တို့ VIP ဘတ်၃ခုထည့်မယ်အဲ့ဒီနေမှာကျွန်တော်နေ့စဉ် discount နဲ့အဲတကြိမ်လှည့်လိုက်မယ်အဲ့ဒါကျွန်တော်တို့တူတွေတိုင်းမှ၉50ကျန်မယ်ကျွန်တော်ရဲ့တူတွေတော့ချစ်ချိန်ကြီးရည်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကမေလာ9ရက်နေ့မှာဒိုင်းမွန်450နဲ့10ချိန်လှည့်လိုက်မယ်။အဲဒါဆိုကျွန်တော်ဒိုင်းမွန်450သုံးလိုက်မယ်။အဲဒါဆိုကျွန်တော်တို့ရဲ့အမ်ဖီဒိုကန်ဒိုင်းမွန်ရချာသုံးရမယ်။ဒိုင်းမွန်ပြည့်သွားပြီ။အဲဒါဆိုကျွန်တော်တို့ရဲ့လက်ချန်ဒိုင်းမွန်900ချမ်းမယ်။ဒိုရဲတော့17ချိန်ကြီးရည်ဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့က အဲ့ဒီ9ရက်နေ့မှာပဲကျွန်တော်တို့က free token 29ကိုယူလိုက်မယ်အဲ့မှာကျွန်တော်တို့ကဘယ်လောက်ဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ကတူတယ်တော့40ခုနီးဖြစ်သွားမယ်အဲ့မှာကျွန်တော်တို့ကအဲတူတယ်တော့40ခုဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဆောင်းတာပြောတယ်အဲကျွန်တော်တို့ free token တစ်ခုရပြီเนาะကျွန်တော်တို့အချိန်နဲ့ဆက်မှာတစ်ခုရမှာပါအဲ့တော့အဲ့ဒီတစ်ခုကိုထပ်လှည့်လို့ရှိရင်ကျွန်တော်ရဲ့တူတယ်တော့ကကျွန်တော်တို့40ချီတီရသွားပြီဖြစ်ပါတယ်ကဲလည်းပြီးတော့ကဘေ့စ်1ပြီးသွားပြီပြီးတော့ကဘေ့စ်1 9ရက်နေ့ဒီပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့တူတယ်တော့က48ချိန်ကြီးရပြီဖြစ်ပါတယ်ကဲအဲ့ဒါကျွန်တော်တို့ စက်ကြည့်မယ်ပြီးတော့မေလ10ရက်နော်10ရက်ကနေပြီးတော့ကျွန်တော်တို့ဘယ်နေ့ထီလဲဆိုရင်မေလ22ရက်နေ့ထီကိုနေ့စဉ် discount daily don နဲ့ diamond 25လုံးနဲ့နေ့တိုင်းလှည့်သွားမယ်ကျွန်တော်22ရက်နေ့ထီဆိုကျွန်တော်ရဲ့ diamond legend diamond ကကျွန်တော်တို့ကဘယ်လောက်လဲဆိုရင်435လုံးကျမ်းမယ်ဒူရီတော့60တကြိမ်ထိရပြီဖြစ်ပါတယ်ဒါကျွန်တော်တို့မေလ22ရက်နေ့ထီဖြစ်ပါတယ်ကဲ23ရက်နေ့ထီရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကဘာဖြစ်ပြီလဲဆိုရင်ကျွန်တော်တို့က အဲဖီတို့က phase 2လာပြီဖြစ်ပါတယ်။ကဲ23ရက်နေ့အထိဆိုရင်ကျွန်တော်တို့က weekly ဘက်3ခုထပ်ထည့်မယ်။ကျွန်တော်တို့ရဲ့ total time မုန်း695လုံးဖြစ်သွားမယ်။ပြီးရင်23နေ့မှာပဲနေ့စဉ် discount နဲ့ကျွန်တော်တို့25လုံးနဲ့တစ်ချိန်လှည့်လိုက်မယ်။ကျွန်တော်တို့တွေတော့60နှစ်ဖြစ်သွားမယ်။ကဲ23နေ့မှာပဲကျွန်တော်တို့တော့စေကလှည့်လိုက်မယ်။စေကကျွန်တော်တိုင်းမို့450ပဲကုန်မယ်ပေါ့နော်။ကဲအဲ့ဒါထက်လိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ total တော့ကကျွန်တော်တို့ဒီမှာအဲ90နဲ့နှစ်ချိန်လေးရယူရဖြစ်ပါတယ်။ကဲအဲ့ဒီမှာကျွန်တော်တို့က diamond ကျွန်တော်120ပဲကျန်တော့မယ်။ ဲ့ဒီမှာကျွန်တော်တို့ကမနေ့20အတွင်းနေ့မှာပဲကျွန်တော်တို့ဖိတုကအဲ29ကိုယူလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒမ်မွန်ကျွန်တော်တို့450နဲ့တစ်ချိန်လေးပြီးသားဆိုတော့ကျွန်တော်တို့ဖိတုကအကုန်လုံးယူလို့ရပြီ29ကိုဒီရမယ်ကဲအဲ29ကိုနဲ့ထပ်လိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တိုးတယ်တော့က100နဲ့တစ်ချိန်ကြီးဖြစ်သွားမယ်ကဲအဲ့ငါကျွန်တော်တို့က24 25 26 27 29 30 31 31ကနေဇွန်လ10နေ့ထီကိုနေ့စဉ် discount နဲ့လှည့်သွားကြုံမယ်အဲ့ဒါဆိုကျွန်တော်တို့ရဲ့လက်ကြံဒိုင်းမွန်ကကျွန်တော်10ရက်နေ့ဇွန်လ10ရက်နေ့ထီဆိုရင်ကျွန်တော်တို့က85လုံးကြမ်းမယ်တူတယ်တို့က140ရရပဲဖြစ်ပါတယ်။ Okay ဒါကျွန်တော်တို့ total တော့130ဆိုရင်တော့တေချာပေါ့နာဟုလို second တခုကိုရယူပဲဖြစ်ပါတယ်။ကဲကန်ကောင်းရင်တော့ဆန္ဒကကျွန်တော်တို့ MIUI event လို့ပဲ10ချိန်မြောက်မှာ second ပိုင်းပေါက်သွားရင်တော့ကျွန်တော် second တခုပေါ့နော်။ကဲဒီလောက်ဆိုရင်အဆင်ပြေမယ်ထင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့음 weekly back ဘယ်နှခုထည့်ရလဲတစ်ချက်ကြည့်မယ်။ပေါ်တော့မှာ3ခုထည့်မယ်။ပြီးရင်ကျွန်တော်တို့73ရက်နေမှာ3ခု၊2ရက်နေမှာ1ခု၊4ခု၊5ခု၊6ခု၊9ခုနော်9ခု အဲခုနှစ်ခုရဲ့၃ခုပဲ။ Okay ဝီကလီဘတ်၁၀ခုလေးထည့်ရမှာဖြစ်ပါတယ်။ကဲဒါအားလုံးစုစုပေါင်းနားတို့စကင်တစ်ခုရဖို့အဲကျွန်တော်တို့ဝီကလီဘတ်၁၀ခုတိတိထည့်ရမှာဖြစ်ပါတယ်။ဘလိုပဲပြောတန်နေဒိုင်းမွေးမထည့်လှဲမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလုံးဝမရနိုင်အောင်။ကြာတော့ကျွန်တော်တို့၆သောင်းပဲကုန်မယ်ပေါ့နော်။ကျွန်တော်တို့ဝီကလီဘတ်တစ်ခု၆ထောင်နဲ့တွင်10ခုဆိုရင်6000ပဲကုန်မယ်။ဟုတ်ပြီ6000လဲဆိုရင်ကျွန်တော်တို့တကယ်ရိုးရိုးတိုင်းမဝဲပြီးတော့စကင်တစ်ခုဝဲမယ်ဆိုရင်တော့ရိုးရိုး app တစ်ကောင်မရဘူးပြ။နော်။ကြည့်ဒါကကျွန်တော်တို့ နှစ်ရက်နေမှလာမယ့်နောက်လူဤဘက်မှာစကင်တခုကိုကျွန်တော်တို့အနည်းဆုံးနဲ့ကုန်းဆင်းလို့ရမယ့်ဇာတ်လေးပဲဖြစ်ပါတယ်။ကဲလိုရင်တော့ဒေကန် channel မှာတွားယူလို့ရတယ်။ကျွန်တော်ဒီ video ရဲ့ description မှာ comment ပင်လင်းမှာ link လေးပေးထားမယ်။ Okay ဆင်နေကြပါစေ။ဒီလိုလေးကတလောက်ပါပဲ။